ပရိသတ်များလုံးမဲမင်္ဂလာပါ MGS Entertainment YouTube Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ရင်း Channel လေးကနေတင်ဆက်ပေးသားမဲ့ Channel လေးကတော့စာရေးသူမင်းရင်ခက်ဥဒ္ဒတိပါရေးသားထားတဲ့မြတ်ဆန်ထွန်းရဲ့မြောက်တရားကျောင်းဆွေ Channel လေးကိုတင်ဆက်ပေးသားမှာပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တွေကကျွန်တော်ရင်း Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားကနိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ။ ီဇယ်လန်လေးကိုတင်ဆက်ပေးသွားမယ့်ဒီဟာတော့ကျွန်တော်ကခက်မယ်ဖြစ်ပါတယ်။ဂီတာစမင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာ။လက်တဲကနောက်ဆုံးပတိစီလေး၆ခုနဲ့ကြာသွားတယ်။ပတိကိုလက်မပတ်ပြီးကမ္ဘာလုံးစီရီလေးကိုလက်အုပ်ချီလိုက်တယ်မှာမျက်စံတော့။ယခုပေါ်ပါတောင်ကလပ်မှာတပန်တို့ဖြစ်တဲ့ဂျော်ဇောင်းနဲ့ထင်ရှားတို့စောင့်နေခြင်းဖြစ်တယ်။ဒုတိယအကြိမ်မြောက်ပတိပတ်တရားလေးပြည့်ပြန်နေ။လက်ထဲမှာလည်းတပန်တို့ပညာရှင်တရေးအတွက်ဝိဇ္ဇာပေးသောကျန်းတဲ့ဆောင်ရှိနေတယ်။ ကျန်းလို့ဆိုရတော့လေပရပိုက်တစ်ခုစာကိုပေတရရစာဖြင့်စီရင်ပေးထားတဲ့တွေ့ရလဲစဉ်တစ်ခုသာဖြစ်ပါတယ်။မြတ်စံတော်ပတိကိုအစံပြတ်စိတ်နေခြင်းမှာအကြောင်းမေမို့ချင်းအဋ္ဌပတိစိတ်နေကသီလရှိသူလူတဦးကိုအမြင်တက်အကြတက်ရရှိနိုင်တဲ့အထိအစွမ်းထက်တယ်။မြတ်စံတော်ဘုအထဝိဇာကြီးများနဲ့တွေ့တဲ့ခါတိုင်းတပန်တို့ကိုပုပ်ပါတောင်ကလတ်တီမိမိရောလုံလောက်နေလာနိုင်စေရန်ထားရိတ်ခဲ့တော်လဲစိတ်ရယုံထဲမှာတပန်တို့ကိုအမြဲတင်ဟန်နေအောင်အာရုံစိုက်ထားတယ်။ ပဋိစိတ်ချင်းကြောင့်လည်းအာယုံဆူဆိုင်မှုအကောင်းနေဖြင့်တပည့်တွေရဲ့ကံကြမ္မာကိုလည်းပြစ်ဆုတ်ပန်သာမကအနာဂတ်အမြင်များရရှိလာခဲ့ပါသည်။နတ်စိမ်းများဆက်သက်ခြင်းကိုခံရပြီးကြော်စောင်းနေထင်ရှားကိုတန်ရာရထားတဲ့အချိန်မှလည်းမျက်စံတော့ကကိုရိုင်းဝင်းရောက်ကာကွယ်ပေးခွင့်မရှိခဲ့ပြီးသို့သောအစင်ရင်နဲ့မြောက်တကောင်ကိုဆေးမြေများပေးခံပြီးတန်ရာအရှင်းပြအောင်ကုသပေးခဲ့ပြန်ပါသည်။အခုခါမှာတပည့်တို့ဖြစ်တဲ့ တန်ကဝေကြောက်ကဝေပိုင်ရှိကျော်စောနေထင်ရှားတို့မှာဆရာဖြစ်သူရဲ့အစီအင်ကိုသိရပြီးမြောက်ကြီးရဲ့တောင်းရလန်တိုင်းဆရာကိုရှာကြနေပြီအိမ်မက်နမိတ်ပေးတဲ့စံသက်ချက်၅ခုမှလည်း၄ခုပြီးဆုံးခဲ့နေပြီပဘာတောင်ကလန်ဒီတောင်းတင်းတနေရာမှာမိန်ကလေးတူကလမ်းလျှောက်လာနေတယ်မိန်ကလေးရဲ့ဘေးတစ်ဖက်တစ်ချက်မှာလက်အုပ်ချီလျက်ရှိတဲ့အချွေရံများလည်းရှိတယ်အဲ့ဒီအမျိုးသမီးကအချွေရံတွေကိုတည်ငြိမ်သောမျက်နှာနဲ့ကိစ္စရက်တစ်ခုကိုမှားကြားနေပါတယ် အစောမှာတော့တင်မေတာမှာခုံငါကူးကမြူးရှင်နေတဲ့မြောက်တကောင်ကိုလက်ညှိုးညွပြပြီးဆက်လက်မှားကြတယ်။ပြီးတဲ့အခါအဲ့ဒီအသွင်တန်အားလုံးတို့မိမ့်မိပြကွယ်သွားကြတယ်။တောင်ကလပ်ပေါ်ရှိမြက်ဆန်ထွန်းတီလေစေဒီကလေးပေးမှပြီးမတိမတာပြုံးလိုက်ပါလေ။မြက်ဆန်တော်အစီရင်ဖြင့်လွတ်လိုက်တဲ့မြောက်ကြီးကိုလမ်းပြသဖွယ်သဘောထားပြီးကြော်စောင်းနေထင်ရှားတို့လိုက်လာခဲ့ဒီမှာအချိန်လေးခဲ့ပြီးမောင်ကြီးပြုံးနေပြီ။ဒီမဝင်းကျင်တောက်ကလေးမှာတင်းငယ်လာတော့လေတောကြီးမြက်မဲကဲ့သို့ဖြစ်နေပြီးခီးမတွင်တာကိုတိတ်ထားမိလာပါရဲ့ ဒါကြောင့်ညမောင်ကိုရောက်လေကမ္ဘာတီစီရန်နေစီယာနေရရှာလိုက်ရတယ်။နောင်ကြီးတို့ဘာရှာနေရတော့အတန်းလာရကိုကြိလိုက်တော့ဒူလေးကြီးကိုခံပြီးရင့်နေတဲ့မိုးစိုးတဦးကိုတွေးလိုက်ရတယ်။ကျောမလေးမြရတဲ့လူကိုထဲ့ထားပြီးကြီးတော်တလုံးကိုလွှဲပို့ထားပြီးအပေါ်အင်းကြီးဘလာကြီးနဲ့ပစိုးကတောင်းကြိုက်ထားပြီးကပ်ပန်းပိုက်ကိုရရှိပါတယ်။ကျော်စောကမိုးစိုးကြီးကိုစကားဆိုရင်ဟန်ပြင်လိုက်တော့လေထင်ရှားကဦးကဝင်ပြောလိုက်တယ်။တို့တို့တောင်ကလက်ကိုသွားမလို့ပါမို့ဆိုရင် ဟာဒါပြင်းလမ်းမလာတာပဲ။နောင်ကြီးတို့ညာဘက်တဲ့တဲ့ကသွားမှာပါရှိ့မဘူး။ဂျေဇုတင်မာရင်မို့ဆိုရင်ခမရလေးညနေလာပြီလေ။တို့တို့ခီးစားအောင်မယ်။ကောင်းပါပြီဗျာလမ်းခီးမှာမှောင်လို့နားမယ်ဆိုရင်ရှေ့မှာဖုန်ကြီးကြောင်ရှိတယ်ဗျ။ဟုတ်ပြီဗျာတို့တို့ခွင့်ပြုပါအောင်။ကျော်စောင်းနေထင်းရှောင်းတို့လည်းမုတ်ဆိုးကြီးညိုမြောင်းတဲ့လမ်းတိုင်းထွက်ခွာခဲ့ရနောက်ကျောပေါ်မှာမုတ်ဆိုးကြီးပြောက်ွယ်သွားတော်တယ်ကျော်စောင်းနေထင်းရှောင်းတို့လည်းလုံးဝလှည့်မကြည့်ရပါဘူး အကိုကြီးတင်ရှောင်းလူမဟုတ်တာတိတောင်နေရဘဲနေတော့မြာငါတို့တာမန်သေးပွဲလေးတွေထိလို့နေမှာပေါ့ကွာဒီလိုမဟုတ်ရင်လည်းစမ်းတာဖြစ်နိုင်တယ်ဘိုးချုပ်လို့နေရတော်ကြီးလည်းမမဟုတ်ဆိုးရှိနေစရာအကြောင်းမှမရှိဘူးသူကမူလအတွင်ပြန်ပြောင်းခိုင်းမလို့ပြောဘလူးထင်တာပဲမဟုတ်တာကြံစင်းတော့ဆုံးမရမယ်အသွေးမြင်ကြီးရလာတော့မင်းခံမနာနေဆက်တယ်နေလေဒါပေမဲ့သူတို့နေပြီဖြစ်နေရော မသိချင်အောင်စောင့်ထားလိုက်ပါကွာ ဆရာစကားလည်းရှိသေးရဲ့မလားသူပြောတဲ့လမ်းကိုအကိုကြီးယုံလားမင်းရောငါရောကဝေဇက်တွေလှုပ်ကြည့်ပြီးစက်ကျိုးစုံနေသည့်တောင်းတဲ့နမိတ်မစုံမှုဖြစ်နေဟာအကြောင်းရှိလို့ပေါ့ကွာမြောက်လို့ဒရိတ်ဆန်ကိုလည်းမယုံဘူးဘလူးကိုလည်းမယုံဘူးငါတို့ဆရာကိုပဲယုံတယ်အခုတော့ဘလူးအကျိုးဆက်ဖြစ်လာမှလည်းသိကြလို့ဘလူးပြောတယ်လို့ရှေ့ဆက်တိုးကြည့်ကြတာပေါ့ကွာအကိုကြီးပြောလို့ဆိုရင်အကြောင်းမေမဟုတ်ဘူးမြောက်ဘာပဲဖြစ်ဖြစ်အတွေ့အကြုံရတယ်သွားမယ်မြောက် နှုတ်သားစိတ်လက်တူညီကြတာကြောင့်ဘလူးလိုခံမရတဲ့မုတ်ဆိုးတွင်ယူထားတဲ့သူပြားရည်လန်တိုင်းရှောင်းလန်းလာခဲ့ကြပါရဲ့။မောင်ရိတ်တို့ဆူမိုးလာပြီဖြစ်တော့နှုတ်သားခက်မြန်မြန်လှမ်းခဲ့ကြရဲ့။တဦးနဲ့တူအမြင်မသေးခွဲတဲ့အချိန်မှာရှေ့မှာအစာအုပ်ကြီးတစ်ခုကိုလှမ်းမြင်နေရပါရဲ့။မုတ်ဆိုးပြောပေါ်ရာဘုန်းကြီးကျောင်းလိုဆိုတော့လေတောလေကောင်မှာမကောင်းစွားတကောင်ထိုင်းနေတကယ်သူနေသက်ထောက်ချလာပါရဲ့။တောင်းအကြီးကိုမြင်ရတာနဲ့ကြော်စောတို့လည်းရှေ့ဆက်ဒုလာချောင်းရင်သူတို့ရှိက လူတတန်ကဲ့သို့တစုံတစ်ခုရိတ်ကနေဖြတ်ပြေးသွားခဲ့တယ်။နှုတ်ဦးသောသိပ်မြင့်ရတော်လဲတဦးကိုတဦးကြည်လိုက်ကြတယ်။သူတို့မှာကြောက်စိတ်မရှိရကြအောင်အရှိကိုသာတိုးမြဲတိုးခဲ့ကြပါရဲ့။မကြာမီအချိန်တွင်ကျောင်းဦးကြီးရဲ့တကားဝကိုရောက်လာခဲ့ကြတယ်။ထင်ရှားတဲ့ကျောင်းရဲ့ကျောင်းတကောင်ဟောင်းကြီးကိုဖွင့်ရန် လက်ကင်ကနေဆွဲလဲခြင်းသူတို့နောက်ကနေတစုံတစ်ခုကရိတ်ကနေဖြတ်ပြေးသွားပြန်တယ်။နှုတ်သားတတိထားပြီးနောက်လေကြည့်ကြတော့လေပဝင်းကျင်မှာမှောင်ပြီးဖြစ်တော့ဘာမှမမြင်ရချင်း ဒီလောနဲ့တကားကြီးကိုကြွေကနေမိအောင်ပွင့်လိုက်တဲ့ကောင်ကြောင်းလေးကနေဝန်ကနေမြည်ပြီးခိုးနှစ်လင်းတို့ရိအောက်လိုက်လန့်ပြန်သွားကြတယ်။တာမန်လူတို့မမတင်ခြောက်ချလန့်ပြန်ပြီးအာမေဒိတ်တန်တွေထွက်သွားနိုင်လောက်ပြီမဲ့ကျော်စောင်းနေတင်ရှားတို့ကတတော်ရီလွတ်ယုံမြတာကိုကိုကိုတိမ့်ပေးလိုက်ပါရီ။တကားပွင့်တော်ကနေအထဲမှာအလင်းရောင်လေးတစ်ခုရှိနေတယ်။တင်ရှားကကျောင်းဘုတ်ကိုခြေနှမ်းဆန်းလိုက်ပြီးဟိုကြည့်ကြည့်ကြည့်တဲ့အခါအကန့်လေမှာမိတိုင်ခွက်လေးထုံးကြည့်ထားတာကိုတွေ့ရပါရီ။ ဘုန်းကြီးကျောင်းဆိုတော့ဆရာတော်ရှိလားမသိဘူး။အတန်ပြုတ်လိုက်ရမှာကိုကြီး။အေးကွာခွင်တော်ကြီးပေါ့။ကျောင်းပေါ်မှာတရရောက်ရှိလားကျုပ်တို့ခီးသွားတွေပါဝင်ဝင်ပြပါခင်ဗျာ။ကျော်စောကအတန်ပြုတ်လိုက်တော့လေမိတိတံမှာပြန်မဲ့ကျောင်းရောက်ပြီးမိဒံခွက်ဘေးကတစုံတစ်ခုချိတ်ကနေဖြန့်ပြေးသွားတာကြောင့်မိငိမ့်သွားတယ်။ဒါကြောင့်ချက်ချင်းပင်မိဒံခွက်ကအလင်းရောင်လေးပြန်ထွက်လာပြီးတူတူတယောက်ကထုံးကြီးလိုက်တယ်လို့လင်းထင်နေပါရဲ့။ အတန်တဆုံတရားမကြားရတာကြောင့်လူမရှိရေးဟူ၍ထင်နေတော်လဲအနှဲငယ်အရေးအံပြလာတော့နှစ်ဦးသောတယောက်ကိုတယောက်ကြည့်လိုက်ကြပါရဲ့အဲ့ဒီနောက်ထုတ်ပြောရမလို့ပဲသဘောပေါက်ခြင်းဟန်ဒီနဲ့မိဒံခွေလေးရှိရာကိုရှောက်လာခဲ့ကြရတယ်။ပြီးတဲ့ကမိဒံခွေကအခန်းလယ်မှာရှိနေရာကြောင့်နှစ်ဦးသားနေရာကောင်းရှာလိုက်တဲ့မိရင်းလင်းရောင်နဲ့အမောင်ဆက်ချာကျောင်းရဲ့တိုင်လုံးကြီးပေါ်မှာတစ်ဖက်စီနေရာယူလိုက်ကြပါရဲ့။အဲ့ဒီနောက်ကျောင်းတိုင်လုံးကြီးပေါ်ကိုမိပြီးအနားယူတည်နေငြိမ်နေလိုက်ကြရတယ်။ အတိုင်ကြောင်တိတ်ဆိတ်သွားတယ်။နှစ်ဦးသောတိုင်လောကြီးတွေကိုမိထားပြီးအမောင်ဘက်ကိုတတိမူနေကြပါတယ်။ဒီထင်မိတိုင်ခွဲရှုပ်တရက်ငြိမ်းသွားပြန်တယ်။ကျောင်းကြီးတစ်ခုလိုအမောင်တီကြာသွားပြီးတဲ့နောက်ထင်ရှားနေကြော်စရို့အနီးပတ်ဝန်းကျင်ကအတန်းနေဝုန်းတိုင်းကျဲသွားတော့တယ်။တခွေးဝေးအော်ဟစ်မန်ပီနေရဲ့ဒရိဆန်တကောင်ကြီးအတန်းကုန်လေးကြားရတယ်။မိတိုင်ခွဲလေးပြန်လည်လာချိန်မှာထင်ရှားနေကြော်စရို့လက်ထဲမှာမိမိရန်ရဖန်ဆင်းမိထားတဲ့မြောင်ကြီးတကောင်ကိုတွေ့လိုက်ရပါတယ်။ တဦးကလေကောင်းလေးလက်ကိုချုပ်ထားပြီးတဦးကအမီးနှစ်ချောင်းနှစ်ချောင်းကိုချုပ်ထားလိုက်တယ်။မြောက်ကမြဝါတင်တင်မြင်ရတဲ့အခါမှာနှစ်ဦးသားလှုပ်ပေးလိုက်ကြပြီးတော့တစ်ချိန်လုံးခြောက်လန့်နေရတင်းကိုဟုတ်ကွာ။ဟုတ်ပါကွေရအဲ့ဒါဆရာလှုပ်လိုက်တဲ့မြောက်ပဲဗျဆေးမြလာပြီးတော့သူမဟုတ်တယ်လို့နေမြောက်မှာသာ။ဘလူးတပတ်မိတ်ဆာအန်တရယ်ကိုကြော်ဖြစ်လာပြီးမှမြောက်နေချောက်တာဘလူးပုတ်ကိုမြောင်းနဲ့တီးကျင်လိုက်တော့ဟေး။မတောင်ရင်တီးရတာမှာပါ။ ကျော်စောင်းနေတင်ရှားတို့စကားတန်ဒီချောင်းလူစိမ်းယောက်ျားတအုပ်ရဲ့ပြက်သားပိသားတဲ့အထက်နေကြီးကိုကြားလိုက်ရတယ်။သူ့ရမှာနှစ်ဦးစလုံးကြောင်းလန့်ခြင်းမရှိပဲဒါဖြင့်ထွက်ခဲ့လေဟု၍ပြန်អော်လိုက်ပါတယ်။အဲ့ဒီအချိန်ကျောင်းပြန်ကြီးပဝင်းတင်မှာလူဒီယာခန့်ဆွေပြီးအန်တရန်ပေးတော်မိနဲ့အထက်နေစုညင်လာတယ်။ကျောင်းကိုလည်းတင်ကိုင်းနေရိုက်ခဲနဲ့ပေါက်နေတယ်လို့ရှိပြီးအဲ့ဒီတောင်းတင်မှာပဲရန်ရှာတရီကျောင်းပေါ်ပြေးတက်လာတဲ့ကြားရပါတယ်။ ကျော်စောင်းနေထင်ရှားတို့ဘေးကျင်းကထိုင်လိုက်ကြပြီးမိတံခွက်ကိုလဲမထားရင်မိတံခွက်ပေးမှလဲတန်ကဝေကြောက်ကဝေအယုတ်လေးတွေကိုချထားလိုက်ပါရင်ဘိုးနိုင်ကျဲနေသောတန်များလေးတို့ချောင်းပေါ်ပြေးတက်လာတဲ့တွေကိုခုခံရန်အသင့်ပြင်ထားကြတော့လဲတက်လာတဲ့တွေမှလူမဟုတ်ချင်းအကောင့်တရာဝင်းကျင်ရှိတဲ့မြောက်ဒေသဖြစ်နေပါရင်ဒီကောင်ကျော်စောင်းကတန်ကဝေကြောက်ကဝေယုတ်လေးတွေကိုပြန်သိမ်းရန်ဟန်ပင်လိုက်တဲ့အခါထင်ရှားကလက်ကိုတားဟန်ပြလိုက်တယ်တရိစံတွေကိုတော့မတုံးချင်ဘူးဗျာမတန်ဘူး နေောင်းကြီးလေဒီကောင်လေးအပြည့်မထူချောင်းနေသတိထားပြီးစီချောင်းလိုက်တော့ထင်ရှားရဲ့တတိပေးမှုအစောမှာနှစ်ဦးသားလက်သေးပြန်လို့စုံလိုက်ကြပါရဲ့တချိန်တည်းမှာပဲမြောင်ငါးကောင်ကပြေးဝင်လာပြီးတန်ကဝေကြောက်ကဝေရုပ်လေးတွေရှိမှနောက်ကိုလှမ်းကြတော့ရဲ့တရိစံများတိုက်ခိုက်မှုမှာအကြောင်းမဲ့မဟုတ်ဘူးလို့သတိထားလိုက်ပြီးတော့နှစ်ဦးသားခက်ဆူဆူကြည့်နေပါရဲ့လူထိမရင်တော့အဝေးကြီးလွင်သွားနိုင်တဲ့ကဝေစီကိုဒီကောင်လေးခံနိုင်ရရှိလာကြည်လား တရိစံနေစိတ်ရိုင်းဝင်အောင်တရရောက်ထိန်းချုပ်ထားနေနေလေငါတို့စီးပေါသွားနိုင်တယ်တင်ရှောင်းရဲ့တတိပေးတန်အစုံးပါပဲမြောက်ကောင်နဲ့စိတ်ခန့်ခုံဝင်လာပြီးတိုက်ခိုက်တော်တယ်စိတ်ကောင်ခန့်အားရင်ရုတ်ရော်ပြီးလဲကျနေတော်လဲကြံရှိနေရဲ့မြောက်တွေစီးကိုကြောင်းဝင်လာခဲ့တော်တယ်တရိစံကပင်စိတ်ရိုင်းဝင်အောင်စီးရင်ပြီးတိုက်ခိုက်နေသူကိုတိကျင်တော်လဲလူလုံးမပြသေးပြီး နှုတ်သားလေးစီးပေါက်သွားတာနဲ့မထူးတော့ဘူးလို့တန်ကဝေကြောက်ကိုရီကိုကောက်ယူလိုက်ကြပြီးမြောက်အန်တရေကိုခုခံကြပါတယ်။သူ့ရမှာအကောင့်တရာခန့်ရှိတာကြောင့်အာယုံနောက်လာအောင်နှောက်ရှက်လာပြီးဝမ်းဝမ်းတိုက်ခိုက်တဲ့ကြောင့်ကြော်စောင်းနေထင်ရှားတဲ့အူလက်ဝါးချင်းလက်ပြန်ရိုက်လိုက်ကြတယ်။ဒီကကဝေရုံနှစ်ခုရဲ့စွမ်းအားတို့အနေငယ်စီပေါင်းဆက်သွားပြီးလင်းကနေလက်ကနေဖြစ်သွားတာကြောင့်မြောက်တို့ချိုလဲကျသွားပါတယ်။ဒီနေ့ကမှမြောက်တို့တာမန်စိတ်ဖြစ်သွားပြီးပြင်းစင်းသွားကြတယ်။ မေရှဝိဇ္ဇာမျက်စံတော်တပည့်တွေရာလဲမြောက်ကိုယ်တော်ပညာသုံးပြီးတိုက်ခိုက်နေရပါလားဆင်အဖြစ်သူရဲ့အမိတပ်ပြီးစောကားလာတော့ကြော်စောင်းနေထင်ရှားတော့နှစ်ဦးစလုံးရဲ့မျက်နှာတွေတင်းမာသွားပြီးလက်သီးတင်းတင်းဆုပ်လိုက်ကြပါတယ်အတမရှိမယောက်ျားတန်ဖြစ်ပြီးကြောက်မဲ့ပွဲကောင်းလာတယ်ဒီအချိန်ကြောက်မဲ့ကိုတဆုံတင်းရောက်တက်လာတဲ့ခြေတံကိုကြားလိုက်ရပါတယ်မတမီလူတယောက်ကလွေပင်ကဲ့သို့လိန်ကောက်နေတဲ့တဝိတ်ကိုခရင်အမောင်တို့တွင်ကောင်လေးထွက်ပေါ်လာပါရဲ့ မိတိုင်ခွဲအလင်းရောင်အောက်ကိုအရာမှာကြော်စောင်းနေထင်ရှားလို့ရှိတဲ့တဲ့နှစ်လန်းကွာမှာကြာကြနနထိုင်ချလိုက်ပါပြီမိမသူလဲငါးနေမီကိုလာပြီးငါမသူလဲသိကျင်တယ်ပေါ့ကောင်းပြီလေတောဆောင်နဲ့တောင်ဆောင်နဲ့ဆိုတာကြားဟုတ်သလားဒီမြောက်တရားကြားမှာပိုင်းရှိမရှိတဲ့အတွက်ငါရဲ့နန်းနံမဲဟိတာမန်နေဘောင်းရဲ့တောဆောင်နဲ့တော့မထင်နေနဲ့ကမုံတောဆောင်နဲ့တဲ့ဒီလိုကော အထက်ဝိဇာတိများပိုင်းတိတ်တိတ်ဝင်ကမုန်းနေအဆောက်ရှောက်စရောမြောက်ကိုတော်ဆွမ်းအားရှိအောင်စေနိုင်တာမဆက်ပါဘူးအခုကပါကိစ္စလေအော်မာပိုင်နဲ့မှာကျူးကျော်လာတဲ့ပြင်ကဝေဆက်ကျူးရှင်တို့ကရရဆဆငါ့ကိုခွင့်မတော်မဲကြောင်းလေးဝင်နေမင်းတို့ကိုအရှင်းမထားဘူးကွာကမုန်းတော်ဆောင်နေတဲ့သူကတောင်ဝေးကိုဆောင်ပြီးလေးတန်မမလေးပြောဆိုနေပါလေသာတနိကဆောက်အောင်မှာခရီးသွားရင်တဲကိုတော်ဖြစ်လို့မင်းကိုဂယူးဆိုင်မနေနိုင်ဘူး ဖျားမီဖြစ်တာကြောင့်မင်းပိုင်စားနေမှာဘူးဒီတော့မဖယ်နိုင်ဘူးဘာလို့မလဲကျော်စောကခက်မမှာပြန်ပြောရဲကကမုံတော်ဆောင်တယ်လေစိတ်ဆိုးသွားရရှိပြီးခေါင်းကိုမော့လာတယ်ဒီကမမီးရောက်အောင်မှာသူ့မျက်နှာကိုတေးချာမြင်လိုက်ရတယ်တော်ဆောင်တယ်လို့ဆိုတော့လေနှုတ်ရုပ်တဲ့တံဖုတ်ပဲမကောင်းစိုးဝါနဲ့တူနေတယ်အဲ့ဒီသူကຫນွယ်ခွင်းတံတောင်ဝေးကိုစေးစေးကြည့်လိုက်တဲ့ကတောင်ဝေးကလေပေါ်မြောက်တက်လာတယ်မြောက်တက်လာတဲ့တောင်ဝေးကိုဆွဲယူပြီးကျော်စောနေထင်ရှားလို့ရှိကိုရိုက်ချလိုက်တဲ့အခါ ိုးမြင်များခင်းထားတဲ့ကြံကင်းကကျိုးစီကကျိုးပဲ့စီကပဲ့နဲ့ပြက်စီးသွားရပြီးအစင်းရောင်ဆက်ကျိုးတန်းနေလည်းဖြစ်ပေါ်လာပါတယ်။ဆက်ကျိုးတွေကကြော်စုံနေထင်ရှားတော့ကိုရှစ်ပတ်သွားပါတယ်။တို့ရမနှုတ်စလုံးကခန္ဓာကိုယ်များကိုအနေငယ်လှုံ့ရပြီးတွန်းကန်လိုက်တဲ့ကဆက်ကျိုးများပြတ်ထွက်သွားတယ်။ဒီအချိန်တောဆောင်တဲ့ဆိုသူကလည်းအရှောင်ပေးပဲတောင်ဝေးကိုစောင်းလိုက်ပြန်ရောက်တောင်းတကားဝါးနေရှိရှိသမျှတော့အပေါက်တို့ချာကမွေးတို့တက်လာကြတယ်။ ဒေါ်ကြီးမဟုတ်ကဲ့သို့အစိပ်ပြင်းမွေများဖြစ်တဲ့ပြင်မွေများနဲ့တူ ပြာမတုံကဲ့သို့တတော်ဝရီသည်လည်းဝင်ရောက်လာကြပါရဲ့အဲ့ဒီအခိုက်ဒေါ်ဆောင်နဲ့ဆူသူကပင်လက်တစ်ဖက်ကိုလေထဲမှာဝှေ့ရမ်းလိုက်တဲ့အခါဆေးပင်လိုလိုကမုန်းလိုလိုအပင်တစ်ခုပါလာခဲ့တယ်အဲ့ဒီဆေးပင်ကိုလုံးချီလိုက်တဲ့အခါရှေ့ကလိုအစိမ်းရောင်ဆက်တမျိုးဖြစ်ပေါ်လာပြန်ပါရဲ့ဒီလိုဒီမှာဆက်ကျိုးရမ်းတွေကဲ့သို့ရစ်ပတ်ခြင်းမရှိဘဲအခုံးငွေတံတန်းဖြစ်ပြီးတဖြည်းဖြည်းများလာခဲ့ပါရဲ့ အချင်းချင်းတတိပေးရန်ဟန်ပြင်းလိုက်တော့လဲနောက်ကျသွားခင်ရပြီအဲ့ဒီငွေတွေကိုရှုရှမ်းပေးခဲ့ကြပါလေနှစ်ယောက်စလုံးရဲ့အမြင်တွေဝေဝါးလာခဲ့ပြီးခေါင်းထဲမှာလည်းကြိုက်ခဲလာတယ်တောဆောင်နေဆိုသူကတအားရှိမောင်းရင်နဲ့ကြည်နေတယ်ငွေနဲ့ပထုံးများကလည်းအရှင်နဲ့ဝင်ရောက်လာကြပြီးကြော်ဆောင်နေထင်ရှားတော့ကိုတိုက်ခိုက်ကြတော့တယ်တို့နှစ်ဦးလည်းအမြင်အာရုံမရှင်းတော့တဲ့ကြားကနေအန်တီဂိတ်ကိုခုခံကြတယ် တယောက်ချင်းစီရဲ့လက်ဝါးပေါ်မှာတန်ကဝေကြောက်ကဝေတို့ကမီဂျိုတန်းတွေဖျားထွက်ပြီးအစိတ်ကောင်းတွေအန်တီရဲကိုတွန်းလှန်နေပါရင်သို့တော်လည်းမွေများမှာရှုံရသွားတဲ့မရှိတိုးမြဲတိုးလာတော့တိုက်ခိုက်မှုကိုရပ်တန့်လိုက်ပြီးအကာအကွယ်ပြုလုပ်ကြပါရင်ကဝေရုံနှစ်ခုမှလင်းရောင်တို့ပေါင်းဆက်သွားပြီးကြော်စုံးနေထင်ရှားတို့ကိုဖန်အုပ်ဆောင်တဲ့ဖွဲကာကွယ်ထားလိုက်ကြတယ်အရိကောင်ဝဲကိုထင်းပြီးတဲ့ပဒုံးတို့အကျမ်းပေါ်ကိုတကောင်စီကြာသွားခဲ့ပြီးမွေများလဲရှေ့မတိုးရဲ့ဖြစ်နေတဲ့ကောင် တောဆောင်နေဆိုသူကအကာအကွယ်ကိုသူ့ရဲ့တောင်းဝင်းနဲ့ထိုးဖောင်းလိုက်ပါရင်အစွမ်းထက်လာတာကြောင့်အကာအကွယ်လေးပျက်စီးသွားတဲ့အခါအစိတ်ကောင်းလေးကိုလိုတလိုခိုင်းစေပြီးထပ်မံတိုက်ခိုက်ပြန်ပါရင်အချင်းအားဖြင့်ညသကောင်ကိုနီးကန်လာပြီတစ်ဖက်မှာလည်းကဘာလုံးစီဒီအနီးပတိစိတ်ကြီးအမျက်ဆက်လောကစိတ်လက်ဆပတိကိုတဝန်းနဲ့ရက်တက်လိုက်တယ်အဲ့နောက်ပတိကိုခောက်ကန်လိုက်ပြီးမျက်စိကိုစုံမိထားရင်တခုခုကိုအာယုံခံလိုက်ရသူ့နားထဲမှာတနချို့ချောင်းလာရပါတယ် ဆရာသခင်ကျွန်တော်တို့ကဲပါကျွန်တော်တို့ကမုန်းတော်ဆောင်နဲ့အချုံတော်ခံထားရပါတယ်အချိန်မလွန်ခဲ့တဲ့မှာမြတ်စံတော်လည်းဒီလိုကြားရတာနဲ့မှတ်သက်ထားရလိုက်ပြီးအတန်လာရနောက်ကျောဘက်ကိုမျက်နှာမူလိုက်တယ်အဲနောက်တေချာစင်ရမြင့်တက်ကိုထပ်မံဆူဆိုက်ပြီးတောင်းကိုကြည့်လိုက်တဲ့အခါဝင်းမယောင်လင်းလက်နေတဲ့ကမုန်းတော်တစ်ခုကိုတွေ့ရပါတယ်အဲဒီတော်မှပင်အခွန်ငွေတန်ခရရေးမြင်းနေရတဲ့တောဆောင်ကစကြဝဠာနဲ့ရိပ်ပက်ပြီးအချုပ်ခံထားရတယ် ညက်ဆက်တွန်းကကမုန်းတွေကိုကြည့်တဲ့အခါအထဝိဇာတိမျိုးစောင်းရှောက်ရမှာကြားထားတဲ့ကမုန်းတွေဖြစ်နေတယ်။အဲ့ဒီကမုန်းတော့မှပဲလူတယောက်ကိုလည်းတွေ့လိုက်ရတယ်။ညက်ဆက်တွန်းလည်းစုံပြည့်ချက်တစ်ခုကိုအမြန်ချမှတ်ပြီးလဝနှစ်ဖက်ကိုရိုက်လိုက်ရာ လေပူပေါင်းကဲ့သို့အလုံးလေးတစ်ခုလက်သေးကိုရောက်လာတယ်။အဲ့ဒီအလုံးလေးကိုကြော်စောနေတင်ရှောင်းလို့ရှိရာကိုဆေးလွှတ်လိုက်ပါတယ်။ပတိကိုအာယုံဝပြတ်စိတ်နေစင်မှာပဲတပည့်အုပ်ကိုကြည့်နေခြင်းဖြစ်ပြီးဒုက္ခရောက်နေသည်ကိုသိတော်လဲကုညီကွေးမရှိတော့ အခြေအနေကိုစောင့်နေခြင်းဖြစ်ပါတယ်။အခုအခါတောဆောင်တဲ့အစ်စ်ကိုအာယုံမမြင်ရတာကြောင့်ဒပန်အုပ်ချုပ်နေရတဲ့ပြဿနာမှာနတ်တို့စမ်းသပ်ချက်မဟုတ်သည်ကိုသိလိုက်တာကြောင့်ကာကွယ်ပေးလိုက်ခြင်းဖြစ်ပါတယ်။ပြီးခဲ့ကမျက်စံတော်ကလက်ညှိုးညုံရင်းလေထဲမှာပဲဝှေ့ရန်ပြီးသူ့ရဲ့အာနာစက်နဲ့တောဆောင်နဲ့ကိုချုံနောက်ထားတဲ့စက်ကျိုးတွေကို ဖြတ်တောင်ပေးလိုက်တယ်။အဲဒီနောက်မနောနဲ့ဆက်သွယ်ပြီးသူ့ရှိတ်ကိုအရှောက်လာရင်အမိန်ပေးလိုက်ပါတယ်။ဂျေဆုတီးလာပါတယ်ဆရာသခင်။ ကျွန်တော်လွတ်မြောက်ပါပြီဘလို့ဖြစ်တယ်ဆိုပါအောင်တောဆောင်နိုင်မင်းကြီးကမုံလို့ရှိတဲ့အွန်လန်းမိစားတကောင်ရှောင်းလာပြီးတိတ်တိဝင်ကမုံနေလွတ်ယူသွားပါတယ်ကျွန်တော်ဒါစီချင်းကိုလည်းခုခံပြီးတော့ချုံနောက်ခဲ့ခြင်းမှာတင်းတို့အထက်ပုဂ္ဂိုလ်များအမိခံတောဆောင်တဲ့တပောင်ချုံနောက်နိုင်တဲ့အွန်လန်းမိစားဆိုတော့စိတ်ဝင်စားစရာပဲတတိထားပါဆရာသခင်ဒီတော့ဒီတော့မှရှိတဲ့အကြီးငယ်ပုဂ္ဂိုလ်တူဦးရဲ့အစီအပွားဖြစ်ပြီး လူမဟုတ်တဲ့ဘလူတကောင်မှာ သူ့အရှင်သခင်မတိခိုက်စိုးမိုက်နေရရှိပါတယ်။ကောင်းပါပြီတော့ဆောင်းနေမင်းအတင်သွားတော့တဲစီကိုလူနီရောက်လာပြီးကမုန်းနေပြန်ပေးပါလိမ့်မယ်။ဂျေဆူကြီးလာပါတယ်ဆရာသခင်။ကမုန်းတော်ဆောင်းနေပျောက်ခဲ့သွားတယ်။တစ်ဖက်မှာကြော်စောင်းနေတင်ရှားလို့လဲမိမိတို့ကောက်ွယ်ပြက်စီးသွားတဲ့ပြင်ဝိညာဉ်ပြင်းစွာခံစားနေရတာကြောင့်အခက်တွေ့နေခိုက်တခြားကောက်ွယ်တစ်ခုရှာလိုက်တယ်။ဆရာဖြစ်သူကိုလည်းတတိယလိုက်ကြပြီး တိုက်ခိုက်ခြင်းမပြုမီမိမိတို့ဝေနာတွေကိုတန်ခွေကြောက်ကွေအစွမ်းနဲ့ကုသနေခဲ့ပါတယ်။သူရမှာထိရမှုမရှိဘဲနှစ်ဦးစလုံးတတိမိသွားခဲ့ကြပါတယ်။ဒေါ်ဆောင်နဲ့အယောင်ဆောင်ထားတဲ့မိဆာနဲ့အခွင့်ကောင်းရပြီလို့အကာအကွယ်ကိုထပ်မံဖြည့်ဆည်းရန်တောင်ဝင်းနေရပြီးထိုးလိုက်တဲ့အခါတောင်ဝင်းကဒွန်းကန်အားပြင်းတဲ့အခါတခုကိုထိမိလို့ရှိပြီးအနောက်ကိုလွင့်ဆင်သွားပါတယ်။ကျော်စုံနေထင်ရှားတော့မှမလုံးမရှက်ငြိမ်သက်နေကြတာကြောင့်မိဆာကောင်မတွေ့ပြီးသွားပြီး နားမလည်နိုင်ဖြစ်နေချင်းရှီမှာမျက်စံတို့ရောက်လာခဲ့ပါရဲ့။ကမုန်းပင်ကိုတဲ့သခိုးမိတ်စာငါနေမှတွေ့ရနေလို့မိမတူလေငါဝိတ်စာတို့ကြိုက်ပြီဒါမျိုးတွေ့နေတော့ကန်ရော့ဟဲ့မိတ်စာကောင်ကလက်ကိုဆန်းထုတ်လိုက်ပြီးမျက်စံတို့ကိုဆက်ကြိုးတန်းတစ်ခုနဲ့ပြစ်လိုက်တယ်။ဆက်ကြိုးတန်းမှာမွေကဲသူပြောင်းသွားပြီးတဲတဲပြေးဝင်လာတော့မျက်စံထုံးလဲစက္ကနေဆွဲပန်းလိုက်ပါရဲ့။ဝေးကကျိုးတချောင်းတပွဲဆန်တန်းနေပြီးပစက်ကြီးဖြဲကဆေးဆေးကြည့်နေတဲ့မျက်စံထုံးရဲ့မျက်နှာကို ဒေါသတကြီးလှမ်းကိုင်းနေတယ်။မြတ်စံတွင်ဖို့သိတိစေဘာမအောင်မီမှော်ပညာတက်ခဲစဉ်ကတည်းကအစိမ့်ရှိတတော်ဝါတွေကိုတတ်မဲ့ပစ္စည်းလိုကစားခဲ့ခြင်းကြောင့်မွေကိုတစ်ဖက်ကိုပြစ်ချလိုက်ပါရင်ချက်ချင်းမိိဆာကောင်ကတောင်ဝေးကိုဝင်ရပြီးအနည်းမှခေါ်ယူထားတဲ့ပဒုံးကောင်းကောင်ကိုမြတ်စံတော်တန်ကိုပြစ်လွတ်လိုက်ပြန်တယ်။မြတ်စံတော်နဲ့ပဒုံးတွေကိုတိုက်ခိုက်ခြင်းမပြုဘဲအင်းတစ်ချက်ကိုသာလက်ဝါးရိုက်ပြီးထောင်ပြလိုက်ပါရင် ။မိုင်းငယ်ဆက်ကူဘော်ကကနန်းနဲ့အခက်ရတချို့ကိုပတုံးနေမြင်သွားတဲ့အခါစန့်ကျင်ဘက်ကိုလှည့်ပြီးမိဆာကောင်ကိုပြင်ဝင်တိုက်ခိုက်ပါလေ။မိဆာကောင်လည်းတောက်တချက်ခေါင်းလိုက်ရပတုံးနေမိကြီးကဲ့သို့ရင်းရည်ပြီးတိဆုံသွားရတယ်။တချိန်တည်းမှာပြမျက်စံတော်ကခြေကိုကြွလိုက်ပြီးနင်းချလိုက်ပါလေ။မိဆာကောင်ရဲ့ရုတ်တရက်တိုက်ခိုက်မှုဖြစ်ပြီးမတိမတာအနားရောက်လာတဲ့တောင်ဝေးကိုစီးနင်းနိုင်ခြင်းဖြစ်တယ်။အိမ်နောက်ကင်တောင်းတဲ့အင်တက်ကလေးကိုအောက်ချလိုက်ရာ တောင်ဝေးပေါ်ကြောက်သွားပြီးမီးဟုံတောက်သွားပါရဲ့မီးတောက်တွေကြားမှာမိစာနောက်တူထွက်ပေါ်လာပြီးဒေါ်ဆောင်နဲ့အယောင်ဆောင်ခဲ့တဲ့မိစာအနီမှာရပ်နေတယ်ပြီးတဲ့ကမျက်စံထွန်းကိုနှစ်ယောက်တိုက်ခိုက်တော်တယ်နှစ်ဦးစလုံးမှာလက်ပလာဖြစ်တော်လဲအစွမ်းထက်လာပါရဲ့မျက်စံထွန်းသည်လည်းအီမြမကသောပညာသည်ပေါင်းမြောင်များစွာကိုရင်ဆိုင်ခဲ့ရတော့စုံရင်ချင်းလုံးဝမရှိပေတို့ရမှာ ဂျပန်တအူးကိုထိခဲ့မယ်ဆိုပြီးငင်းညာသောအဖြစ်ကျောင်းတင်းကနေဖြတ်ကနေပြပြီးကျောင်းဝကနေဆင်းသွားခဲ့တယ်။ရေးစာတို့သာဆိုရင်ကြောက်လာချီလားဘဲနေတော့ရှောင်ပြီးတော့မလို့နော်။မြောက်တရားကျောင်းကဝင်ရင်အရှင်ထွတ်ဆိုတာမရှိဘူး။မိစားနှကောင်လေးလက်မျိုးကိုရွှေပြီးမိုးချိုလျက်စီးကဲသောဆက်မျိုးနေတိုက်ခိုက်လိုက်ပါလေ။ဒီကမြတ်စံတို့လေးဆက်ကျိုးတွေကိုဆွဲယူပြီးမိစားရီတံပြန်လဲပြစ်လွတ်လိုက်ပြန်နေ။ ကိုလန်နန်နေကိုထိမိသွားတဲ့မိဆာကောင်တို့အနောက်ကိုရိုက်ထိုးသွားတယ်။အဲဒီမျက်စံတို့ကဆက်ကျိုးတန်းအဖြူလေးတွေကိုလက်ညှိုးမှရှိပက်ပြီးအင်းတစ်ခွက်ကိုလက်ဝါးပေါ်မှာဆင်းရင်လိုက်ပါတယ်။ပြီးရဲ့ခါမှာမိဆာကောင်တွေတန်းတွန်းထောက်လိုက်တယ်။အဲဘက်ကကျေပြန့်ထွက်သွားပြီးတော့မိဆာကောင်တွေလည်းဆက်ကျိုးတန်းတွေကိုကာကွယ်ရန်ပြင်လိုက်တယ်။သူရမှာမျက်စံတို့ရဲ့ဆန်းအားပြင်းတဲ့အင်းခွက်ကိုမခုခံနိုင်ပဲခပ်ဝေးဝေးကိုလွှင့်ဆင်သွားပြီးမြေပေါ်လဲကျတဲ့အခါသွေးပွပွအန်တော်တယ်။ ချက်ချင်းမြေမိဆောင်နှကောင်ကလူအသွင်ကနေနဘလူအသွင်အရိကတဆင်လူအသွင်ဖြစ်လင်းမြစွာပြောင်းလဲနေပြီးမျက်စိရှိမှပြောက်ွယ်သွားတော်တယ်။အရင်နောက်တပည့်နှအိုးရှိတဲ့မြောက်တရာအကြောင်းကြီးပေါ်တစ်ချက်လှမ်းကြည့်လိုက်ပြီးပုပ်ပားတောင်ကလက်ကိုပြန်သွားခဲ့ပါတယ်။မနက်ခင်းအာယုံတက်ချိန်ရောက်တဲ့အခါကြော်စောင်းနေထင်ရှားတော်နှအိုးရဲ့နားရီမှာချက်ချင်းတတိယရင်အမိတ်ပေးလိုက်တဲ့ဆရာဖြစ်သူရဲ့တန်ကိုကြားရပြီးနှုတ်ထလာခဲ့ကြပါတယ်။ အစွမ်းတန်လို့နဲ့မိစ္ဆာတွေမှာဗီဒီယိုပုဂ္ဂိုလ်များဖြစ်တဲ့ကိုသိချင်နေကြပြီးဆရာဖြစ်သူထံသွားရင်ပြင်လိုက်ကြတယ်။နောက်ဆုံးစမ်းသပ်ချက်ကိုလည်းအောင်မြင်ခဲ့ပြီလို့အထင်မှားနေပါတယ်။အရှိကရောင်နီပေါ်ရာနဲ့မြောက်တရာကျောင်းကြီးကိုကြောက်ခိုက်ခဲ့ပြီးပုံမတော်ကလည်းသွားရလန်ကိုရှာပေးကြပါလိမ့်တော့တယ်။ပြိတ္တများခမညာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူမရင်ခက်ဥဒ္တာတီပါရေးသားထားတဲ့မြတ်စံထွန်းနဲ့မြောက်တရာကျောင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆင်ပြေးကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါရယ်ဗျဒီဇနလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါရယ်ခင်ဗျာ